နေမကောင်းမိမယ်လစာကြိုးထုတ်ထားတဲ့အတွက်အိမ်မပြန်ရတဲ့ဝန်ထမ်းမလေးကိုအခုလိုပြုမျိုးဆက်ဆံလိုက်တဲ့မြတ်သူသူပရိသတ်များအလုံးပဲမင်္ဂလာပါရှင်တချိန်က MRTV ဖုန်းမင်းသမီးချော်လီအခုချိန်မှာတော့အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်မလေးတဦးဖြစ်နေပြီဖြစ်တဲ့မြတ်သူသူဟာသူမရဲ့ဝန်ထမ်းအပေါ်မှာမထင်မှတ်တဲ့လုပ်ရည်လေးတစ်ခုလုပ်ခဲ့ပါတယ်ဒါကြောင့်လည်းအခုဆိုရင်လူပြောများနေတာပဲဖြစ်ပါတယ်အထူးသဖြင့်မြတ်သူသူရဲ့ရုပ်ရည်အလှသားမကစိတ်ထားအလှက ဘလောက်ထိထင်ရှားပေါ်လင်းသလဲဆိုတာကိုဒီအကြောင်းအရာလေးကသတိပြနေပါတယ်။မြတ်သူသူလို့ပြောလိုက်ရင်ချိုသားရဲ့အပြုံကြာရဇယုတ်ကိုပြည်ပြင်ပိုင်နိုင်စွာတည်ယူဆောင်နိုင်မှုတွေနဲ့ပရိသတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိခဲ့သူပါ။အနုပညာလမ်းကြောင်းမှာအောင်မြင်နေရင်းကနေလုပ်ငန်းရှင်ကြီးကိုဆိုင်ထက်မြက်နဲ့လက်ထပ်ပြီးတဲ့နောက်မှာတော့စီးပွားရေးလောကတွေကိုဝင်ရောက်လာခဲ့ပါတယ်။အခုဆိုရင်သူမဟာဝန်ထမ်းတွေအပေါ်ထားတဲ့စေတနာနဲ့ မြေတားတရားတွေကြောင့်ဆိုရှယ်မီဒီယာမှာချီးကျူးသံတွေနဲ့ဆူညံနေခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့သူမဟာလုပ်ငန်းရှင်အများစုလို့ဝန်ထမ်းတွေကိုအလုပ်ရှင်အလုပ်သမားဆက်ဆံရေးထံမိသားစုဝင်အရင်းချတွေလို့နွေနွေထွေထွေဆက်ဆံတက်လို့ပါပဲ။အခုတစ်ခါမှာတော့အဲ့ထက်ပိုပြီးလူသားဆန်နဲ့သူမရဲ့မောမြတ်တဲ့စိတ်ထားကိုထပ်ပြီးတွေ့မြင်ရမယ့်ဖြစ်ရလေးတစ်ခုထပ်ဖြစ်ခဲ့ပြန်ပါတယ်။သူမရဲ့ဝန်ထမ်းကောင်းမလေးတယောက်အနေမကောင်းဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ကောင်မလေးကအိမ်မပြန်ရဲပဲအတင်းပြီးတော့အလုပ်ဆက်လုပ်နေခဲ့ပါတယ်။မအောင်လဲဆိုတော့သူမဟာဆိုင်ကနေလာစာကြိုတင်ငွေ28သိန်းကျော်ထုတ်ယူထားပြီးသူရဲ့စေကူသားဈေးကလည်း17သိန်းကျော်ကြာတင်ခဲ့ပါတယ်။ဒီတော့စုစုပေါင်းအကျွေးသိန်း40နီးပါးတင်နေတဲ့အတွက်အလုပ်ရှင်ဖြစ်သူမြတ်သူသူကိုမျက်နှာပို့ပြီးအလုပ်မနာရဲ့အိမ်မပြန်ရဲဖြစ်နေခဲ့တာပါ။ဒီအကြောင်းကိုမြတ်သူသူတယောက်သိသွားတဲ့အခါမှာတော့ပြိတ္တကြီးထင်သာသလို အပြစ်တင်တာစိတ်ဆိုးရမျိုးတွေလုံးဝမလုပ်ခဲ့ပါဘူး။အဲ့ဒီအစားဝန်ထမ်းမလေးရဲ့အခက်အခဲကိုနားလည်မှုအပြင်နဲ့အရန်ကိုတနာသွားခဲ့ပါတယ်။ချက်ချင်းပဲသူမကဝန်ထမ်းမလေးကိုအိမ်ပြန်ပြီးကောင်းကောင်းမွန်မွန်အနားယူဖို့ပြောခဲ့ပါတယ်။ဒါရင်မဲလားဆိုတော့မဟုတ်ပါဘူး။ပေါ်ပြီးကြည့်လို့ကောင်းတာကစိတ်ကိုသားစီဆန္ဒသိမ်းကြောကိုလုံးဝပြန်မယူတော့ပဲကြိုတင်ထုတ်ယူထားတဲ့28သိန်းကျော်ကိုလေအခုချက်ချင်းပြန်ပေးစရာမလိုကြောင်းနောက်နေ့ကောင်းပြီအလုပ်ပြန်ဝင်နိုင်တဲ့အချိန်ကြမှာ လာစာတွေကနေမပုံမပင်မဲ့လှုပ်အားနဲ့ပြန်ပေးဆက်ဖို့ခွင့်ပြုခဲ့ပါတယ်။ဒါအပြင်ရွာပြန်ပြီးအနာယူနေတဲ့အချိန်မှာတခုခုအခက်အခဲရှိခဲ့ရင်လည်းသူ့ကိုအချိန်မရွေးဆက်သေးဘူးပါထပ်လောင်းမှကြားခဲ့ပါသေးတယ်။ဒီလိုမျိုးမျောလင့်မထားတဲ့ကျင်နာမှုနဲ့နှွေထွေးတဲ့စကားသံတွေကိုကြားလိုက်ရတဲ့ဝန်ထမ်းမလေးကတော့မျက်ရည်တွေနဲ့အတူသူ့ရဲ့အလုံရှင်ကိုကျေးဇူးတင်မဆုံးဖြေခဲ့ရပါတယ်။ဒီရဖြစ်ပြက်လေးတွေကမြတ်သူသူဟာရုပ်ရည်ချုံမော်လှပတဲ့မင်းသမီးတယောက်ဖြစ်ယုံသားမှာက ိတ်ထားကပါရွှေလုံးမုံမြတ်တဲ့လုပ်ငန်းရှင်တယောက်ဆိုတာကိုသက်သေပြနေတာပါပဲ။ဒီမတို့ဇနီးမောင်နှံဟာဘာသာမတူကြပါမိ။အပြန်အလှန်လေးစားနားလည်မှုတွေနဲ့အတူအလိုအတန်နဲ့ပရာဟိတလုပ်ငန်းတွေမှာလည်းလက်တွဲညီညီဆောင်ရွက်ကြသူတွေပါ။ဒီလိုစိတ်ထားကောင်းပြီးဝန်ထမ်းတွေကိုကိုယ့်ရဲ့မိသားစုအရင်းချလို့သဘောထားတဲ့လုပ်ငန်းရှင်မျိုးတွေကျမတို့မြန်မာနိုင်ငံမှာအများပြပေါ်ထွန်းလာဖို့အတွက်မျှော်လင့်မိပါတယ်။လွန်ခဲ့တဲ့ရက်ပိုင်းကပဲသူမရဲ့ဆိုင်ကအလို့အရန်စူးစမ်းတဲ့ဝန်ထမ်းမလေးတယောက်ကို နောက်ဆုံးမ iPhone တစ်လုံးလက်ဆောင်ပြီးခဲ့တဲ့အကြောင်းကလည်းလူမှုကွန်ရက်မှာပြောစမှတ်တွင်ခဲ့ပါသေးတယ်။ဒါဟာဝန်ထမ်းတယောက်ရဲ့စ조사မှုကိုတမ်မိုထအတိမတ်ပြုတ်တဲ့သူမရဲ့စိတ်ဓာတ်ကိုမိမောင်းထုတ်ပြနေတာပါ။ပရိသတ်ကြီးတို့ရောမင်းသမီးချော်လင်းမြတ်သူတို့ရဲ့စိတ်ထားလေးကိုဘလို့မျိုးမြင်လဲဆိုတာ comment မှာရေးသားပြီးချီကျူးစကားပြောသွားလို့ရပါတယ်ရှင်။